ဆိုင်ဝင်တန်းလေးကိုစိတ်လိုက်မှပါလုံးလိုက်လို့အပြုတ်မှုတစ်ခုကြောင့်မှုရင်ဆိုင်ရနိုင်လို့လူပြောများနေတယ်ပိုးချခင်မပီကေတုံပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အများပြည်သူကြားတော်လေးကိုပြောစရာဖြစ်နေတဲ့ကိစ္စလေးတစ်ခုရှိပါတယ်အနာကတော့အလူတန်းရရောပြီးစိတ်ထားကောင်းနေလို့နာမည်ရှာနေတရုတ်ဆောင်ပိုးချဖြူခင်ရဲ့ခင်မကိုပီကေတုံတယောက်သူ့ဆိုင်ကဝန်ထမ်းလေးပုံစိတ်လိုက်မှပါပြုတ်မှုမိရာကနေဥပဒေနဲ့ရင်ဆိုင်ရနိုင်တဲ့အခြေအနေထိဖြစ်လာတဲ့အကြောင်းပဲဖြစ်ပါတယ် ကိုပီကေတိုနဲ့မပိုးချပြုခင်တို့စနေမောင်နှံဟာပြိတ္တိတီကြတဲ့အတိုင်းအလူတန်းနေမှာလက်မနေတလို့သူတို့ရဲ့ဝန်ထမ်းတွေပုံမှန်လဲကောင်းမွန်စွာဆက်ဆံတက်တယ်လို့နာမည်ကောင်းရှိသူတွေပါဒါပေမဲ့ကံမကောင်းစွာနေပဲသူတို့ဟာဝန်ထမ်းတွေကြောင့်ပြဿနာတင်ရတာနာမည်ထိခိုက်ရတာတွေထက်ခါတလေလေကြုံတွေ့နေရပုံမှာပဲ လွန်ခဲ့တဲ့အချိန်ကမှဝန်ထမ်းတဦးရဲ့မယူတာမှုကြောင့်တိန်300ကျော်တန်မှုရှိစိမ့်ဆွဲသည့်တစ်ခုဆုံးရှုံးခဲ့ရတဲ့ဖြစ်စုကိုကြုံတွေ့ခဲ့ရပြီးအခုတခါမှလည်းဝန်ထမ်းတဦးနဲ့ပတ်သက်တဲ့ပြဿနာကြောင့်လူမှုကွန်ရက်ပေါ်မှာနာမည်ပြန်ရပြန်ပါပြီဒီတစ်ခါပြဿနာရဲ့အရင်းခံကတော့သူတို့ရဲ့သမီးလေးနဲ့ဇနီးပေါ်ကာကွယ်လိုစိတ်ကနေစတင်ခဲ့တယ်လို့သုံးသပ်ရနိုင်ပါတယ် ဖြစ်စဉ်ကိုပြန်ကြည့်ရင်ဝန်ထမ်းလေးကိုစစ်သွင်းရန်ကောင်သူတို့တမီးလေးနဲ့တစ်တော်ရှိုက်ကူးတင်ခဲ့ရကနေမပိုးချပြူခင်ကဝေရောက်တတိပေးခဲ့ပြီးအဲ့ဒီအပေါ်မှာဝန်ထမ်းလေးကပြန်လဲပြောဆိုခဲ့ရကနေအခြေတင်ဖြစ်ခဲ့ပါတယ်ဒီကိစ္စကိုကြားသိရတဲ့အခါဖခင်တယောက်ခင်မိုးတယောက်ဖြစ်တဲ့ကိုပီကေတိုအနေနဲ့သူ့မိသားစုကိုဝန်ထမ်းတယောက်ကအလေးမထားပဲပြန်လဲပြောဆိုတယ်လို့ယူဆပြီးဒေါသစိတ်နဲ့အတူစိတ်လိုက်မှန်ပါပြုမှုခဲ့မိပုံရပါတယ်။ ကိုစစ်သွင်းရရဲ့ပြောကြားချက်အရကိုပီကေတွန်းဟာသူ့ကိုကိုထိလင်းရောက်ပြုမှုခဲ့တဲ့ပြင်မိမိသားစုကိုပါဒုက္ခကြောင့်လုံးမယ်ဆိုရင်စကလုံးနေနဲ့ပါချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါတယ်ဒီလိုချင်းချောက်စကားပြောဆိုမှုကလည်းမိသားစုကိုကာကွယ်လွန်စိတ်လွန်ကဲရာခါနဲ့ထွက်ပေါ်လာတဲ့ဒေါသစကားတွေဖြစ်နိုင်ပါတယ်။ဘလို့အကြောင်းပြချက်ပဲရှိနေပါစေ။အခုဖြစ်ရမှာကိုပီကေတွန်းရဲ့ပြုမှုဟာဥပဒေအရရေးယူခိုင်းရနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းလေးဘက်ကသာတည်ရင်ဝင်တိုင်ကြားခင်မယ်ဆိုရင်အမှုရင်ဆိုင်ရနိုင်ခြင်းရှိနေပါတယ်။ဒီပုံမှာလူမှုကွန်ရက်သုံးဆွဲသူတချို့ကတော့ဘလောက်ပဲဒေါ်တာထွက်ထွန်းကိုတိလက်ရောက်တော်မလို့သိမှုဝန်ထမ်းကိုအလုတ်ဖြုံနိုင်ုံနဲ့ပြဿနာပြေလည်နိုင်တာကိုအခုလိုလုံလိုက်တာပိုဆိုးသွားတယ်လို့ဝေဖန်နေကြပါတယ်။ တကယ်တမ်းဘသူကဘလောက်ထိလွန်ကျူးခဲ့တယ်လဲဆိုတော့ကိုတော့ဖြစ်စဉ်တစ်ခုလုံးရဲ့ CCTV မှတ်တမ်းကိုပြန်လည်ကြည့်ရှုနိုင်မှသာအပြေမှန်ပေါ်မှာဖြစ်တယ်လို့လည်းသုံးသပ်နေကြပါတယ်။တချို့ကလည်းဝန်ထမ်းကောင်တွေကတမင်ပွဲရှာတယ်။ဆန်ရှင်မကြိုက်တဲ့ဗီဒီယိုဖိုင်ကိုဖျက်ပြီးလိုက်ရင်ပြီးနေတာပဲဆိုပြီးပြောကြတာပါ။ဒါပြင်ကလေးဗီဒီယိုကိုခွင့်ပြုချက်မရပဲ TikTok ပေါ်တင်တဲ့ပုံမှာပို့ချပြုခင်တို့ဘက်ကတရားစွဲလို့ရပါတယ်။ ဘာဖြစ်ဖြစ်ခြုံငုံကြည့်ရရင်တော့ဒီကိစ္စဟာစိတ်ထားကောင်းတဲ့လှုပ်ရှင်တူကသူမိသားစုကိုကာကွယ်လို့စိနေဒေါသလျောက်ပြုမှုမိရကနေဥပဒေနဲ့ပါညှိစွန်းသွားနိုင်တဲ့သင်္ကန်းဆောင်ယူစရာဖြစ်ရတဲ့ခုလို့ဆိုရမှာပါပြိတ္တကြီးတို့အနေနဲ့ကောင်ဒီဖြစ်ရပေါ်မှာဘလုံမြင်ပါတလေမိသားစုကိုကာကွယ်လို့စိတ်ကဥပဒေကိုကြောင်လွန်တဲ့လုံရက်တစ်ခုအတွက်အကြောင်းပြချက်ဖြစ်နိုင်ပါသလားကိုယ့်ရဲ့မြင်လေးတွေကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးရှင်